ိန်မှာတော့လေအကောင်းဆုံးတော့စူးစားခဲ့တယ်ရေရေအကောင်းဆုံးတော့စူးစားခဲ့တယ်အဓိကတော့ဒီဒီဟိုဟိုမျက်နာပုံမှန်တရံပေါ့နော်ဆိုတော့အဲ့လေးတော့နည်းနည်းလေးစိုးရင်စိတော့ရှိခဲ့တာပေါ့ဟိုဟိုကိုအရန်ဝနေတဲ့အချိန်အဲ့ဆိုဝတာတဲ့လို့ခေါ်တာခေါ်နေတဲ့အချိန် ဆိုတော့ဘဲဘဲအန်ကန်နေပဲရဲ့ရဲ့လေအဲ့လိုမျက်နှာလေးရပြေဖောင်းနေတာအဲဆိုတော့တာလီတော့ဟိုဘယ်လိုရောမလဲကိုမော်နီတာပြန်ကြည့်ရဲ့ချိန်တော့အာမျက်နှာရဖောင်းနေတယ်ဗျာညစိတ်ကနည်းနည်းတော့ဖြစ်တာပေါ့နော်ဒါပေမဲ့လည်းခုနပြောသလိုအကောင့်ဘက်ကနေအမြဲပြန်တွေးရရမယ်လေဩအဲမျက်နှာလေးအဲ့လိုဖြစ်နေရောကြတော့ကိုက်တာတစ်ခုတော့ချိန်သွားတာပေါ့နော်အဲ့လိုမျိုးလေးပဲအကောင့်ဘက်ကနေပဲဟိုတွေးပြရတာပေါ့ဘာလို့ဆိုအဲ့ဒီအချိန်ကကိုယ့်အတွက်ကအရန် stress များတဲ့အချိန်လေး အဲဆိုတော့အဲ့ဒါလေးတော့ရှိခဲ့ပါတယ်အမပုံမပုံဟောပါပေါ့ရှစ်နှစ်မှလေးရမပိုင်ဆိုးဆိုတဲ့ကောင်မလေးပေါ့ဟုတ်တယ်အတော်ကလည်းချစ်တယ်ဒါပေမဲ့ဟောပါပေါ့မိသားစုရဲ့အဲဟိုဘယ်လိုပြောမလဲမစီလုံးမှုကြောင့်လို့ပြောပြောရမှာပေါ့နော်ဆိုအဲ့လိုအဲ့လိုလောကရန်ကြားထဲမှာခြေပြင်းလာရတဲ့ဒါမင်းကလေးတယောက်ပေါ့อืมเอ่อแวนไกเตอร์လည်းရှိပါတယ်အရင်က series ဆိုရင်လည်းအချစ်ချိုးဝိုင်းတို့ပါတော့ဆိုလုံးဝแวนပဲလीเนาะဆိုတော့ ဟိုမြအောင်တော့ရိုက်ပါတယ်။ငါတကွန်းအပိုင်လိုချင်တယ်။မင်းပြောရရင်စင်ကြွယ်လာလို့ဖြစ်နေပြီသိလား။မင်းပြောရဲစင်ကြွယ်လာဆိုရင်ဒါတို့နှိမ့်ဆက်တမျှပြီးခံနေမှာစင်ကြွယ်လာတော့မဟုတ်ဘူး။ဟိုယမပိုင်ဆိုးကရိုက်တာကြီးဟိုစီရဲမာလေးကိုအတွက်ဟိုတော်တော်ပြင်ပန်းခဲ့တဲ့ကရိုက်တာတခုလို့ပြောလို့ရတယ်။ဘာလို့ဆိုရင်အဲ့2024လေးတော့ကျမရဲ့တော်တော်မကောင်းဆိုတော့ဒီထဲမှာလဲဟိုပုံစံတော့ပြောင်းသွားတာပေါ့နော်အဲ့လိုဖောနေရလေရွေးလို့ ဟိုဒီဒူးဒူးကြောင့်ဆေးတောက်ရတဲ့အပိုင်းနေကြောင့်လေမျက်နှာလေးရပြပြလေးနဲ့ဆိုအဲကိုကအဲ့ချိန်တော့လေကျမိုင်မတော်တော်မကောင်းအဲဆိုရိုက်လိုက်ဆေးကန်သွားလဲရိုက်လိုက်ဆေးကန်သွားအဲ့လိုမျိုးနေပဲလေပက်ခရရပါတော့เนาะအဲ့အချိန်ကြီးကအဲဆေးဆေးရလဲအဲ့ချိန်တော့လျှောက်တောက်နေတာဆိုတော့မနေ့ပိုင်းရိုက်တာတွေဆိုအရန်ဆိုတော့ဘာလို့မနေ့ဆေးမှာအဲ့လိုအိတ်အိတ်အိတ်ချင်တဲ့ဆေးပါတာကွာဆိုတော့ ရပလိုလုပ်ခဲ့ရတယ်ဆိုတော့မနခင်ဆေးတောက်လိုက်တယ်အဲတစင်းတစင်းရိုက်လိုက်တယ်အဲအဲ၃စင်းလောက်ရိုက်ပြီဆိုရင်ဒါနေတစ်ပိုင်းကုန်သွားပြီဆိုတော့အဲ့အချိန်တိုင်းမရလုံးဝမရတော့ဘူးဆိုတော့အဲ့ကျင်တဲ့ဟာကိုထိန်းထားပြီးတော့မှအဲ့ထမင်းစားခြင်းဆိုရင်အဲ့လိုမြင်းမြင်းမြင်းအဲ့လိုအချိန်ဟိုလေအဲ့လိုမျိုးအိတ်ရတာမစားအောင်အဲ့နိုးကမြင်းမြင်းမြင်းတစ်လုံးနှလုံးစားစားပြီးတော့မှ စိတ်ပြန်တောက်စိတ်ပြန်တောက်ပြီးတော့မှရိုက်ပေါ့ဆိုတော့မနေ့တစ်ချိန်နေ့လည်းတစ်ချိန်ညနေတစ်ချိန်တောက်ရတာကိုစီးရတယ်ဆိုတော့ကို့အတွက်ကိုလည်းအဲ့လိုအရန်ခက်ခဲခဲ့တယ်ပေါ့နော်အဲ့အချိန်ကအဓိကကျမကြီးကြောင့်ရောအာဒီရမပိုင်ဆိုးဆိုရက်ဒါကြိုက်တာကြောင့်ရောပေါ့နော်ကို့အတွက်ပို့ပြီးတော့မှတခြားကြိုက်တာတဲ့ဟိုနည်းနည်းလေးပေါ့နော်ဆိုတော့အခက်ခဲလေးတော့ရှိခဲ့တာပေါ့ဟုတ်တယ်အဲ့လိုမျိုးပေါ့ဘာလို့ဆိုဟိုဘယ်လိုပြောမလဲတချို့ဟိုချောင်းဆုပ်ပျောက်စေးတို့အကက်ခဲပျောက်စေးတို့တောက်ပြီးဝိုင်းချင်းချင်းအိတ်ချင်တာလေ ဆိုတော့အဲ့အချိန်နဲ့အချိန်မှာအိတ်လဲရမှာမအိတ်လဲရအဲ့လိုခေါင်းတွေတနေကောင်ကြိုက်တာမလားဆိုတော့ strategy မရဘူးလေဒါကိုတယောက်တည်းလိုရတဲ့အလုံးမဟုတ်တဲ့အတွက်အဲတခြားသူကြီးလည်းရှိသေးရဲ့အတွက်ဟိုဟိုဘယ်လိုပြောမလဲတကယ်ကိုစိတ်ခိုင်ခိုင်ထားပြီးတော့မှငါ့ဆိုဒဏ်ရလွှတ်ချနိုင်မယ်ကိုကမျိုးလုံးကြီးဖွင့်မြတ်အိတ်ငိုက် ဆိုတော့အားအဲ့ဒီချိန်မှာအရန်ကိုယ့်အတွက်ကအခက်အခဲရန်ဖြစ်တာဆိုတော့ကိုယ့်ကြောင့်ဒီ character ပျက်စီးသွားမှာကိုယ့်ကြောင့်မကောင်းသွားမှာကိုယ့်ကြောင့်ရေခွေးရေနောင်နေသွားမှာအရန်ကြောက်တယ်လေနော်ဆိုတော့အဲချက်ချင်းစီကံသွားပြီးစီးရီပြန်ပြောင်းအဲပြန်တော့ပေါ့အဲ့လိုမျိုးလေးတွေလည်းရှိခဲ့တယ်ဆိုတော့တစ်ဖက်ကနေတွေးရလဲအော် ငါပဖောင်းပေါင်းလေးနဲ့ဟောလေးနဲ့ဆိုတော့ညမပိုင်စိုးကြိုက်တာတခုတော့ဖြစ်သွားတယ်ပေါ့ဆိုပြီးတော့မအကောင်ဘက်ကနေတွေးပြရတာပေါ့ဟုတ်ရှမပရင်ကိုယူပြီးမိဖုရားဖြစ်မဲ့ကိစ္စကိုစိတ်ဝင်စားအောင်အန်တီတန်ရှမမိဖုရားထက်ဘယင်မပဲဖြစ်ချင်တာရှမမချရရတာဟာဘယ်ရီယာသမီးဖြစ်သူဒီလိုပုံစံမျိုးနဲ့ကြုံဆုံလိုက်တာစိတ်ချ မြမပိုင်ဆိုးဆိုတာကို့မကြုံဆိုတဲ့အတိုင်းဝိုင်းအောင်ရှောင်လို့တော့ခြေထက်မချ ဒီရမပိုင်စိုးရဲ့ကြိုက်တာကိုကြည်လိုက်ရင်ဟိုသူသူ့ဟာနဲ့သူ့သားလေးအဲ့လိုမန်တင်းပြီးတော့มาနေတာတကယ်တမ်းကသူ့စိတ်ထဲမှာအရန်ကိုပြိုလဲနေတာကွာတိလာအဲသူတခြားသူတွေလိုပဲပျော်ရွှင်တာယာတဲ့မိသားစုဘွားလေးသူလိုချင်နေဒါပေမဲ့တကယ်လက်တွေ့ဘွားမှာသူမရနိုင်မရနိုင်တဲ့အခါမရနိုင်တာအောင်မှဒီကိုယ့်ရဲ့တူဦးသီးတော့အဖေရလဲဟိုကို့အပေါ်မှာဟိုငြိမ်ချမှုမရှိဘူးအထင်မြင်လွဲတယ်ဆိုတော့ နာကြီးရတာပေါ့နော်နာကြီးရတာပေါ့ဆိုတော့အဲရမပိုင်စိုးအနေနဲ့လည်းတော်တော်လေးကိုခံစားရတယ်ဆိုတော့ကိုယုံကြည်ရတဲ့ကိုယ့်ရဲ့အဖေကကိုယ့်ဘက်မှာမရှိနေတဲ့အခါကျတော့လေအဲအဲ့လိုခံစားရတဲ့အပိုင်းလေးတွေပေါ့ဒါလေးလည်းထည့်ထားရဲပေါ့နော်အဲပြီးရင်လည်းအဲဒီအဲ၃ယောက်တယောက် fire ရဲဟာလေနောက်ပိုင်းအပိုင်းနေမှာထပ်လာအောင်မယ်ဆိုတော့ဒီဘက်ကဒီကိုကိုရဲ့ပိုင်ဆိုင်မှုတွေလည်းသူတို့အပိုင်သိမ်းတယ်လို့ကိုရဲ့အဖေကိုလည်းသူတို့အပိုင်သိမ်းတယ်ဒါအောင်မှသူတို့ဟာသူတို့မနေဘဲနဲ့ကိုကိုလာလာပြီးတော့မှ ဟိုညမပိုင်းဆိုနှောက်ရက်ကြတာပေါ့နော်အဲ့ဒါမူမူသွင်းတဲ့လီလီသွင်းအာရန်ဆိုညီမနဲ့အဲ့အဲ့ဒါတွေရိုက်ပြီးတော့မှနောက်ထပ် series တစ်ခုရိုက်လိုက်သေးတယ်အဲ့ဒါရိုက်ပြီးတော့မှဒီနေ့ထဲလုံးဝ series ကိုမရိုက်ဖြစ်တော့တာပေါ့နော်အဲ့ series ရမှာအလိုစိတ်ကအဲ့လိုစိတ်ပူပန်မှုအဲ့လိုရမ်းဖြစ်သွားအဲဆိုတော့ဒီတစ်နှစ်လုံးရွှေ series မရိုက်ဖြစ်ခဲ့ဘူးပေါ့နော်အဲဆိုတော့နောက်နှစ်တွေမှာတော့ဟိုနည်းနည်းလေးပြန်ပြီးတော့မှစူးစမ်းကြည့်မှုပေါ့ ဆိုတော့အဲ့ဒီအချိန်မှာအဲ့ဒီ Siri ကြောင့်ရော Siri ရဲရတဲ့အချိန်ကလည်းများတယ်လीเนาะဟိုအ ਨੇ ဆုံးကတလားလीတလားဆိုအဲ့တလားတော့အရက်ကပြစ်ပေးရတာပေါ့เนาะအဲ့ဆိုဟိုဈာထဲမှာတော့ကိုမပါတဲ့အဆင်းလေးတွေမှာနားတဲ့ရက်ကလေးလည်းရှိပေမဲ့လည်းအဓိကတော့ရွှေကျမ်းမာရေးကြောင့်ကျမ်းမာရေးကြောင့်ပို့ပြီးတော့မှပြန်မှန်းနေရတယ်အဲ့ဒီအချိန်မှာတော့လीအ အကောင်းဆုံးတော့စူးစားခဲ့ရရေအကောင်းဆုံးတော့စူးစားခဲ့တယ်အဓိကတော့ဒီဒီဟိုဟိုမျက်နာပုံမှန်တရံပေါ့နော်ဆိုတော့အဲ့လေးတော့နည်းနည်းလေးစိုးရင်စီတော့ရှိခဲ့တာပေါ့ဟိုဟိုကိုအရန်ဝနေတဲ့အချိန်ဆိုတော့ဝတာတဲ့လို့ခေါ်တာခေါ်နေတဲ့အချိန် ဆိုတော့ဘဲဘဲအန်ကီကနေပဲရဲရဲလေအဲ့လိုမျက်နှာလေးကပြေဖောင်းနေတာအဲဆိုတော့တာလီတော့ဟိုဘာလို့ရောမလဲကိုမော်နီတာပြန်ကြည့်ရချင်းတော့အာမျက်နှာကြီးရဖောင်းနေတယ်ဗာညာစိတ်ကနည်းနည်းတော့ဖြစ်တာပေါ့နော်ဒါပေမဲ့လည်းခုနပြောသလိုအကောင့်ဘက်ကနေအမြဲပြန်တွေးရရမယ်လေဩအဲမျက်နှာလေးအဲ့လိုဖြစ်နေရောကြတော့ကိုက်တာတခုတော့ချိန်ွားတာပေါ့နော်အဲ့လိုမျိုးလေးပဲအကောင့်ဘက်ကနေပဲဟိုတွေးပြရတာပေါ့ဘာလို့ဆိုအဲ့အချိန်ကကိုယ့်အတွက်ကအရန် stress များတဲ့အချိန်လေး အဲဆိုတော့အဲ့ဒါလေးတော့ရှိခဲ့ပါတယ်ဟိုအခုကအပိုင်းတစ်ကြည့်ပြရနဲ့လीဟိုလာပြီးတော့လည်းပြောကြရတယ်ဒါ comment တွေလည်းဖတ်ရတယ်ပေါ့နော်အရန်ဟိုဟိုဒါဒီလိုမျိုးဖြစ်တယ်ဆိုတာကလည်းကြည့်ရှုတဲ့သူတွေအနေနဲ့ဒီလိုမျိုးစိတ်ဖြစ်တယ်ဆိုတာကလည်းဒီပါဝင်သီးဆောင်ထားတဲ့ actor တွေကဟို acting ကောင်းလို့လीနော်အဲဆိုတော့ဒီဘက်ကရမပိန်ဆိုးနေနေရလည်းကောင်းတာလေးလှုပ်ပြရင်ဒီဘက်ကဟိုဒီမမှုသွင်းတို့လီလီသွင်းတို့ ဟိုဟိုဟိုဘယ်လိုပြောသူတို့ character တွေပိုကြွားလေးပေါ့ဆိုတော့တယောက်နဲ့တယောက်ကအဲ့လိုမျိုးလေးပေါ့နော်ဟိုဒီဘက်ကလည်းပို့ဝေးမှာဒီဘက်ကလည်းတက်လို့ကောင်းမှာဒီဘက်ကလည်းပို့ဝေးမှာဒီဘက်ကလည်းတက်လို့ကောင်းမှာဆိုတော့အဲ့လို character လေး ရေပေါ့နော်အဲဆိုတော့အခုအပိုင်းတက်ကြည့်ရနေနေရောအဲ့လိုမျိုးဟာသူကဘာဖြစ်လဲညာဖြစ်လဲဖြစ်နေကြရေပေါ့နော်ဆိုတော့ဒါလေးတွေရလဲဒါဟိုဒါ actor အနေနဲ့ဒါ acting ပြည်ပြန်လို့ပေါ့နော်ကြည့်တဲ့သူတွေနဲ့လည်းတကယ်ကိုမှုရောက်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကြောင့်အပိုင်းတက်နေနေလောင်းနေပြီးစက်ကြည့်စင်စိတ်ဖြစ်တယ်ဆိုတာတွေကဟိုဒါလေးတွေ comment လေးတွေမှာတွေ့ရတာပေါ့ဟုတ်အဲ့တော့လေကျေးဇူးများကြီးတင်ပါတယ်အရွှေအမြဲတမ်းဖောင်းနေရတယ်အရွှေအပြင်မှာဘလောက်ပိတ်ပိတ်လေးအဲ့လို ရမေယိုကြည့်ရအောင်ကြည့်တော့ကြတော့အဲဘလောက်ပဲပိန်နေနေအမျက်နာကင်မရာနဲ့ရောက်သွားရင်တပုံနဲ့ရောက်သွားရင်အဲသူ့လိုလိုကအဲကြည့်သွားဆိုတော့ဒီမျက်နှာဝိုင်းလေးကိုလည်းကြိုက်ပါတယ်မျက်နှာလေးဝိုင်းနေအောင်လည်းကြိုက်တယ်အဲ V-shape ရှိတဲ့ကောင်မလေးတွေလည်းကြိုက်တယ်အဲဆိုတော့လူတိုင်းကအလားကိုစီရှိကြတယ်လေနော်အဲဆိုတော့တခြားသူကဒါတရရောက်ကိုသူကမလားလို့ပြောရင်အဲဒါဟို ဒါသူ့မှာအကောင်းမြင်စိတ်မရှိလို့ပဲဆိုတော့လူတိုင်းကလှတယ်ဝါဝါပိန်ပိန်အဲညိုညိုဖြူဖြူအလှကိုစီရှိကြရတယ်ပေါ့နော်ဆိုတော့ဟိုအဓိကဒီလိုလေးအမြင်လေးတစ်ချက်လေးပြောင်းလဲရုံနဲ့အားလုံးကလှပါပါတယ်ဟုတ်